င်္ဂလာပါရှင် One Piece အစီအစဉ်မှာပြည်ရင်းနဲ့နိုင်ငံတကာကစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ပြည်ရင်းစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးမှာပါပြီးခဲ့တဲ့ November 18ရက်က CMB ကုမ္ပဏီတွေစီကဝယ်ယူထားတဲ့နိုင်ငံသားငွေတွေတဲက American Dollar တတသမ၄သန်းကျော်ရောင်းချပေးခဲ့တယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသိရပါဗျ CMB ကုမ္ပဏီတွေစီကဝယ်ယူထားတဲ့နိုင်ငံသားငွေတွေထဲကအမေရိကန်ဒေါ်လာတွေကိုစာသုံးစီ73စီအပါအဝင်သွင်းကုန်ကုမ္ပဏီတွေကိုဗဟိုဘဏ်ကထုတ်ရောင်းပေးနေတာပါ FX Trading မှာ November 18ရက်ကပေါင်းသက်စီဓာတ်မြေဩဇာကတ္တရာစေဝါနှင့်စေဝါကုန်ကျန်းစက်မှုကုန်ကျန်း ဆက်လွယ်ရေးပစ္စည်း၊ကားဆိုင်ကယ်အပိုပစ္စည်း၊ဆက်သွယ်ရေးပစ္စည်း၊တရိတ်ဆန်အစာ၊ထုတ်ပိုးပစ္စည်း၊တမ္မနီ၊စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊လူသုံးကုန်ပစ္စည်းနဲ့စားသုံးကုန်စည်တင်သွင်းတဲ့သွင်းကုန်လုပ်ငန်းရှင်တွေစီကနေနိုင်ငံသားငွေဝယ်ယူရရှိခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ18ရက်ကဗဟိုဘဏ်ရဲ့ FX Trading Platform မှာနိုင်ငံသားငွေလဲနှုန်းဟာအမေရိကန်ဒေါ်လာကို3,644ကျပ် ထိုင်းတစ်ပတ်ကို124.85ချက်တရုတ်ငွေတရွမ်ကို956ချက်နဲ့သတ်မှတ်ရောင်းဝယ်ခဲ့ပါရရှင် အခု2025-2026ဘဏ္ဍာနှစ်ဧပြီလကနေအောက်တိုဘာလအတွင်းပြည်ရင်းမှာနိုင်ငံသားယင်းနှမြုံနှံမှု FDI ပမာဏအမေရိကန်ဒေါ်လာ254သန်းကျော်ဝင်ရောက်ထားတယ်လို့ယင်းနှမြုံနှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဒိုက်ကာရဲ့အချက်အလက်တွေအရသိရပါဗျာ။ အခုဘဏ္ဍာနှင့်9လအတွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသက်44ခုဝင်ရောက်လာတာပါရှင်ရင်းစွဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကမတီငွေရင်းတုံးမြင့်မှုအပါအဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသက်တွေရဲ့စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏကအမေရိကန်ဒေါ်လာ254.1000တန်းဖြစ်ပါတယ် ဘဏ္ဍာနှစ်9လအတွင်းကုန်ထုတ်လုပ်မှုကဏ္ဍမှာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသက်42ခုရေနံနှင့်သဘာဝတံခွေကဏ္ဍမှာတစ်ခုနဲ့ဝန်ဆောင်မှုလုပ်ငန်းသက်တစ်ခုတို့ဝင်ရောက်ထားပြီးမွေးမြူရေးကဏ္ဍ၊ကုန်ထုတ်လုပ်မှုကဏ္ဍ၊ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးကဏ္ဍနဲ့စွမ်းအင်ကဏ္ဍတွေမှာမတည်ငွေရင်းတုံးမြင့်လာတာဖြစ်ပါတယ်။ ခုနလအတွင်းတရုတ်စင်ကာပူနဲ့ထိုင်းနိုင်ငံတို့ကလုပ်ငန်းတွေပြည်ရင်းမှာဝင်ရောက်ရင်းနှီးမြှုပ်နှံလာတာဖြစ်တယ်လို့ဒိုက်ကာကသိရပါဗျ။မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံဒေသပေါင်း53ခုရှိပြီးစင်ကာပူတရုတ်နဲ့ထိုင်းနိုင်ငံတို့ကရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေပါဗျ။ပြည်ရင်းစီးပွားရေးကဏ္ဍ12ခုရှိတဲ့တဲကအများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ကဏ္ဍတွေကတော့စွန့်ရင်ကဏ္ဍ၊ရေနံနှင့်သဘာဝဓာတ်ငွေကဏ္ဍနဲ့ကုန်ထုတ်လုပ်မှုကဏ္ဍတွေဖြစ်ပါရဲ့ရှင်။ ဒီသတင်းနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာပုံမှုကြေကြေပြန့်ပြန့်ဆက်လက်ဆွေးနွေးတင်ဆက်ပေးဖို့ရှိပါရယ်ရှင်။ မင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရဲ့ပင်လယ်ရေချောင်းကုန်သွယ်ရေးအခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးပါမယ်အခုမြင်တွေ့နေရတဲ့တင်းမောရဲ့နာမည်ကတော့ဒါ ဒန်ဟင်းတတိအိတ်လို့ခေါ်ပါတယ်ဒီဒီမိုကဆိုလို့ရှိရင်လည်းရန်ကုန်ကိုဥတီပြီးတော့မောင်းနှင်လာတာကိုတွေ့ရပါတယ်ခင်ဗျဒီဒီမိုကဆိုလို့ရှိရင်စင်ကာပူကနေပြီးတော့မှနိုဝင်ဘာလ15ရက်နေ့ကစတင်ထွက်ခွာလာတာပါရန်ကုန်ကိုတော့ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာစတင်ဝင်ရောက်နိုင်ခြင်းရှိတယ်ဆိုပြီးတော့ခန့်မှန်းဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျနောက်ပြီးတော့ဒီတင်မောရဲ့ဒီကုန်စည်တန်းချိန်စုစုပေါင်းကတော့12902တန်ပါရှိပြီးတော့မှတင်မောအမျိုးအစားအနေနဲ့ကတော့ chemical နဲ့ wine product တန်ကတင်အမျိုးအစားပဲဖြစ်ပါတယ်ခင်ဗျာ အခုဆက်လက်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ဒီတင်မောပေါ့နော်ဒီတင်မောရဲ့နာမည်ကတော့ Bob Chamin လို့ခေါ်ပါတယ်ဒီတင်မောကလည်းရန်ကုန်ကိုပဲဦးတည်ပြီးတော့လာတာပါဒီတင်မောကဆိုလို့ရှိရင်စင်ကာပူကနေပြီးတော့မှနိုဝင်ဘာလ16ရက်နေ့မှာစတင်ထွက်ခွာလာခဲ့တာပါရန်ကုန်မြို့ကိုတော့နိုဝင်ဘာလ20မနက်ဖြန်မှာဝင်ရောက်နိုင်ခြေရှိတယ်ဆိုပြီးတော့ခန့်မှန်းချက်အနေနဲ့ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျအဲ့တော့သူ့ရဲ့ကွန်စီဒန်ချိန်စုစုပေါင်းကတော့14036တန်ပါရှိပါတယ်တင်မောအမျိုးအစားအနေနဲ့ကတော့ကွန်တိန်နာတင်တင်မောအမျိုးအစားပဲဖြစ်ပါတယ်ခင်ဗျာ အခုတစ်ခါမှာတော့ဒီသင်းမောရဲ့နာမည်ကတော့ Greek Sailor လို့ခေါ်ပါတယ်။ဒီသင်းမောကလည်းရန်ကုန်ကိုပဲဦးတည်မောင်းနှင်လာတာကိုတွေ့ရပါတယ်ခင်ဗျ။သူကလည်းစင်ကာပူကနေပြီးတော့မှနိုဝင်ဘာလ15ရက်နေ့တုန်းကစတင်ထွက်ခွာလာတာပါ။ရန်ကုန်ကိုတော့မနက်ဖြန်နိုဝင်ဘာလ20ရက်နေ့မှဝင်ရောက်နိုင်ခြေရှိတယ်ဆိုပြီးတော့ခန့်မှန်းခြေအနေနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။ကုန်စည်တန်းကြီးစုစုပေါင်းကတော့9400တက်ဆက်9000ရံပါရှိပြီးတော့မှသမောအမျိုးအစားအနေနဲ့ကတော့ဒါ chemical နဲ့ wine product တန်ကတင်အမျိုးအစားပဲဖြစ်ပါတယ်ခင်ဗျ။ နောက်ထပ်ဒဇီးအနေနဲ့ကြည့်မယ်ဆိုလို့ရှင်ဒီသင်းဘောကလည်းဒါဒါစင်စီနာဆိုလိုလို့ခေါ်ပါတယ်ဒီတင်မောဆိုလို့ရှိရင်လည်းဒါစင်ကာပူကနေပြီးတော့မှနိုဝင်ဘာလ16ရက်နေ့ကနေစတင်ထွက်ခွာလာတာပါရန်ကုန်ကတော့ဒီမနေ့ဖြန်နိုဝင်ဘာ20ရက်နေ့မှာဝင်ရောက်နိုင်ခြေရှိတယ်ဆိုပြီးတော့ခန့်မှန်းဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျသူရဲ့ကုန်စည်တန်းချိန်စုစုပေါင်းကတော့ဒါ12,532တန်ပါရှိပါတယ်တင်မောအမျိုးအစားကတော့ကွန်တိန်နာတင်တင်မောအမျိုးအစားပဲဖြစ်ပါတယ်ခင်ဗျ အခုဆက်လက်ပြီးတော့မှတင်ဆက်ပေးမှာကတော့ကဘာရွှေဈေးနှုန်းကိုတင်ဆက်ပေးပါမယ်။ကဘာရွှေဈေးနှုန်းကိုတင်ဆက်မယ်ဆိုလို့ရှိရင်တော့ကဘာရွှေဈေးနှုန်းတွေကကျဆင်းနေတာကိုတွေ့ရပါတယ်ခင်ဗျ။ဘာကြောင့်ကဘာရွှေဈေးနှုန်းတွေကျဆင်းနေရလဲလို့ကျွန်တော်လေ့လာကြည့်ရတဲ့အခါမှာဒီဒေါ်လာဈေးပေါ့နော်။ဒေါ်လာဈေးကတဖြည်းဖြည်းတရိပ်ရိပ်နဲ့မြင့်တက်လာတာနဲ့အမျှဒီငွေကြေးရင်းနှီးမြှုပ်နှံတဲ့သူတွေကဒေါ်လာကိုရင်းနှီးမြှုပ်နှံမဲ့အစားရွှေကိုပဲပို့ပြီးတော့မှရင်းနှီးမြှုပ်နှံလာကြတာကိုတွေ့ရပါတယ်။ဒါကြောင့်လည်းဒီကဘာရွှေဈေးနှုန်းတွေကကျဆင်းလာတဲ့အခြေအနေဖြစ်ပေါ်ခဲ့ရတာပါ။ ောက်တစ်ချက်ကမနီးကအင်္ဂါနေ့တနေ့တည်းမှာဆိုလို့ရှိရင်ဒီကမ္ဘာရွှေဈေးနှုန်းကဈေးကွက်ထဲမှာပေါ့နော်၄ချိန်လောက်ထိဒါတရရိပ်နဲ့ကျဆင်းလာတဲ့အခြေအနေဖြစ်ပေါ်ခဲ့တယ်ဆိုပြီးတော့သတင်းတွေထုတ်ပြန်ချက်တွေအရကျွန်တော်တို့သိရပါတယ်။ဒါဘာကြောင့်ဖြစ်ပေါ်ခဲ့တာလဲဆိုတော့သူ့မှာအကြောင်းရင်းရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီအမေရိကန်ကနေပြီးတော့ပေါ့နော်ဒါ Federal Bank ကနေပြီးတော့နောက်လာမယ့်လမှာဒီအတုံးတုံးရှော့ချပေးမယ့်အစီအစဉ်ရှိတယ်။ဒီအစီအစဉ်ကလည်းဒါလူတိုင်းကမျှော်လင့်နေကြတယ်ပေါ့နော်။ဒါပေမဲ့တိုးတော်လည်းအကြောင်းအရာအမျိုးမျိုးကြောင့်ဒီအစီအစဉ်ကနည်းနည်းလေးအားနည်းတဲ့အခြေအနေဖြစ်ပေါ်တဲ့အတွက်ကြောင့်မို့လို့ ဒီကမ္ဘာရွှေဈေးကွက်ကိုလာပြီးတော့ဒါတရားမှုတွေဖြစ်ပေါ်လာတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဒီတော့လက်ရှိဒီကမ္ဘာရွှေဈေးနှုန်းကိုပြန်ပြီးချုံငုံသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဒေါ်လာဈေးတွေတရိပ်ရိပ်မြင့်တက်လာတာနဲ့အမျှရွှေဈေးကတော့ဆက်ပြီးတော့ကျနေလိမ့်မယ်လို့ခန့်မှန်းရပါတယ်အဲ့တော့ကျွန်တော်တို့ဒီရွှေဈေးနှုန်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါတထွိုင်အောင်စဆိုလို့ရှိရင်တော့၄ထောင်ဒါ US ဒေါ်လာပေါ့နော်၄ထောင်34ဒသမ2.4နဲ့အယောင်းဝယ်ဖြစ်နေတာကိုတွေ့ရပြီးတော့မှဒါမနေ့ကဈေးနဲ့ပြန်ပြီးတော့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်ရွှေဈေးက30ဒသမ9ကျဆင်းလာတာကိုတွေ့ရပါတယ်ခင်ဗျာ အဲ့တော့ရွှေစည်းအနာဂတ်အလားအလာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါကျွမ်းကျင်ပညာရှင်တွေရဲ့တုံးသက်ချက်အရာပေါ့နော်။လာမယ့်ဒီဇင်ဘာလမှာဆိုလို့ရှိရင်တဲ့ရွှေစည်းကတဲ့တုံညာတသမ600ခန်းလောက် ကြဆင်းဖို့ရှိတယ်တဲ့နောက်ပြီးတော့မှဒီတထွိုင်အောင်စဈေးနှုန်းอ่ะဆိုလို့ရှိရင်လည်းတဲ့ဒီဇင်ဘာလထဲမှာတဲ့ US ဒေါ်လာ၄၁၀တသမာ၉တုံညာလောက်နဲ့ပဲတဲ့အဲ့ဒီဝင်ချက်မှာပဲအယောင်းဝယ်ဖြစ်နေလိမ့်မယ်ဆိုပြီးတော့ဒါပညာရှင်တွေသုံးသပ်ထားတာကိုလည်းတွေးရှိရပါတယ်ခင်ဗျအဲ့တော့ Lat Law ရွှေစီကတော့ကြဆင်းနေတဲ့အနေအထားမှာရှိပါတယ်ဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ Save ပါပေါ့နော်တထွိုင်အောင်စကို US ဒေါ်လာ 50တသမ1ခွန်နဲ့ဈေးကွက်ထဲမှာလက်ရှိအယောင်းဝယ်ပြုလုပ်နေတာကိုတွေ့ရတယ်။မနေ့ကဈေးနဲ့ပြန်ပြီးနှိုင်းရှင်ကြီးမယ်ဆိုလို့ရှိရင်လည်းတုံညာတသမ95ချဆင်းနေပါတယ်ခင်ဗျာ။နောက်ပြီးကြီးမယ်ဆိုရင် copper copper ဆိုလို့ရှိရင်တဘောင်ပေါ့နော်။တဘောင်ရဲ့ဈေးနှုန်းကဆိုရင် US ဒေါ်လာ 906တက်တမ90နဲ့ဈေးကွက်ထဲမှာအယောင်းဝယ်ပြုလုပ်နေပြီးတော့မှနှစ်တက်မ15မနီယာဈေးနဲ့ပြန်ပြီးနှိုင်းရှင်ကြည့်မယ်ဆိုရင်တော့နည်းနည်းလေးကျတာကိုတော့တွေ့ရပါတယ်ခင်ဗျထပ်ပြီးကြည့်မယ်ဆိုရင် platinum platinum ဆိုလို့ရှိရင်လည်းဒါတထရိုင်အောင်စားကို US ဒေါ်လာ1542တက်တမ39နဲ့ဈေးကွက်ထဲမှာအယောင်းဝယ်ပြုလုပ်နေပြီးတော့မှမနီယာဈေးနဲ့ပြန်ပြီးနှိုင်းရှင်ကြည့်မယ်ဆိုရင်တော့ငါတသမာ2ခွန်လောက်ကျဆင်းတဲ့အနေထားဖြစ်ပေါ်နေပါတယ်ဒီဈေးနှုန်းတွေကလည်းတကယ်ဈေးကွက်ထဲမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ ဈေးနှုန်းတွေကမတည်ငြိမ်ဘူးပေါ့နော်အတက်အကျများစွာဖြစ်ပေါ်နေရအောင်လည်းတွေ့ရပါတယ်ခင်ဗျာအခုတစ်ခါဆက်လက်ပြီးတော့မှပြည်တွင်းရွှေဈေးနှုန်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းရွှေဈေးနှုန်းကတော့ဒါ YGEA ရဲ့ဒါရည်ညွှန်းဈေးထုတ်ပြန်ချက်အရာပေါ့နော်ဟာဒီမှာကြည့်မယ်ဆိုရင်အခောက်ရွှေပေါ့16ပဲရည်တစ်ချက်သားကို59ဒိန်ခွနတောင်းနဲ့ တို့ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ခင်ဗျာဒီဈေးနှုန်းကလည်းမနေ့ကဈေးနှုန်း၁၈ရက်ဈေးနှုန်းနဲ့ပြန်ပြီးနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ဒါအပြောင်းအလဲမရှိဘဲနဲ့ဒီဈေးတိုင်းဖြစ်ပေါ်နေတာလည်းတွေ့ရပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဒါရန်ကုန်မြို့ရဲ့ပင်လယ်ရေချောင်းကုန်သွယ်ရေးအခြေအနေနောက်ပြီးတော့မှဒါကမ္ဘာရွှေဈေးနှုန်းပြည်တွင်းရွှေဈေးနှုန်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ငံတကာစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးမှာပါ။အမေရိကန်ရဲ့အခွန်တိုးမြင့်ကောက်ခံမှုတွေနဲ့ရင်ဆိုင်နေရခြင်းကီပါပုတ်ကုံပမာဏရောကြမှုကြောင့်ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာစက်တင်ဘာလအထိ၃လပတ်ကာလအတွင်း နှစ်ရာခိုင်နှုန်းနီးပါးရော့ကျသွားပြီးသုံးလပတ်ကာလ6ခုအတွင်းပထမဆုံးစီးပွားရေးကျဆင်းမှုဖြစ်ခဲ့တယ်လို့ Riders သတင်းဌာနကအချက်အလက်တွေကဖော်ပြနေပါတယ်။အခွန်တွေအသက်ဝင်မလာခင်ပြည်ပပို့ကုန်ပမာဏတုံ့မြင့်ခဲ့တဲ့ကာလအပြီး အထူးသဖြင့်မော်တော်ကားကုမ္ပဏီတွေရဲ့ပြည်ပသို့တင်ပို့မှု ရော့ကျခဲ့တာပါ။ဒါပေမဲ့အလုံးစုံ စီးပွားရေးဟာညှို့လင့်ထားသလောက်မကျဆင်းပဲစီးပွားရေးဆုပ်ယုပ်တဲ့ကာလတစ်ခုအစပြုမှုမဟုတ်ပဲယာယီကျဆင်းမှုဖြစ်ပေါ်ရှိတယ်လို့စီးပွား က်ပညာရှင်တွေက ပြောပါရယ်။စီကံဥပဒေပြောင်းလဲမှုကြောင့်အင်ယာမြေဆိုင်ရာရင်းနှီးမြှုပ်နှံမှုထိခိုက်ခဲ့တာမျိုးလို့တကြိမ်တည်းဖြစ်တဲ့အကြောင်းရင်းတွေကြောင့်စီးပွားရေးကျတာဖြစ်နိုင်တယ်လို့ပညာရှင်တွေကပြောပါရယ်။လက်ရှိစီးပွားရေးလေပတ်မှုပုံစံအရဂျပန်စီးပွားရေးဟာလာမယ့်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့မီဂျီယောဆူဒာသုတေသနအဖွဲ့ရဲ့စီးပွားရေးပညာရှင်ကာဇူတာကာကပြောပါရယ်ငွေဖောင်းပွားမှုလို့အကြောင်းအရာတွေနဲ့ရှင်ပြီးဂျပန်နိုင်ငံတော်ဗဟိုဘဏ်ကအတိုးနှုန်းလျှော့ချဖို့ဆုံးဖြတ်မဲ့ကိစ္စကြောင့်လဲစီးပွားရေးကြာဆင်းခဲ့တာဖြစ်ပါရယ်ဇူလိုင်ကနေစက်တင်ဘာအတွင်းပြည်ရင်းထုတ်ကုန်တန်ဖိုးတက်တသမ800ခိုင်နှုန်းရောကြခဲ့ပြီးအဲ့ဒီကာလမတိုင်ခင်၃လပတ်ကာလကပြည်ရင်းထုတ်ကုန်တန်ဖိုးနှစ်တက်သမ300ခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါရယ်ရှင် ပြီးခဲ့တဲ့ဩဂတ်စ်လလောက်ကုံပိုင်းကနေအော်တိုဘောလလာဇန်ပိုင်းအထိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဝယ်ယူထားတဲ့ငွေတိုက်စာချုပ်တွေရဲ့တန်ဖိုးဟာဒေါ်လာ82တန်းထပ်မနေရှိတယ်လို့ CNN သတင်းဖော်ပြချက်တွေအရသိရပါဗျ။သမ္မတထရန့်ဝယ်ယူထားတဲ့ငွေတိုက်စာချုပ်တွေထဲမှာ လုပ်ငန်းစုနဲ့စီပင်သားယာစာချုပ်တွေအပြင်သူချမှတ်တဲ့မူဝါဒတွေကြောင့်အကျိုးအမြတ်ဖြစ်ထွန်းနေတဲ့ကဏ္ဍတွေမှာယင်းနှိမ့်ညွန့်နှံမှုအသက်တွေပြုလုပ်တာတွေလည်း ပါဝင်တယ်လို့သိရပါဗျ။ American အစိုးရကျင့်ဝတ်ထိန်းသိမ်းရေးယုံကဖော်ပြတဲ့စာရွက်စာတမ်းတွေအရ Trump ဟာ August 28ရက်ကနေ October 2ရက်အထိဗန်နာယီဆိုင်ရာဝယ်ယူမှုပေါင်း 195ကြိမ်နဲ့အထက်ပြုလုပ်ခဲ့ကြောင်းသိရပါဗျ။အစိုးရကျင်းဝတ်ဆိုင်ရာအဥပဒေလိုခေါ်တဲ့1998ခုနှစ်ပွင့်လင်းမြင်သားရေးဥပဒေအရအဲ့ဒီဖော်ပြချက်မှာဝယ်ယူမှုတစ်ခုစီတိုင်းရဲ့ငွေကြေးပမာဏအတိအကျကိုဖော်ပြမထားဘဲအားလုံးကိုခြုံငုံပြီးတော့ပဲဖော်ပြထားတာဖြစ်ပါဗျ။ ငွေတိုက်စာချုပ်ဝယ်ယူမှုအများဆုံးစုစုပေါင်းတန်ဖိုးဒေါ်လာ338တန်းရှိကြောင်းအဲ့ဒီစာရွက်စာရန်တွေမှာဖော်ပြပါရယ်အဲ့ဒီစာရင်းမှာဖော်ပြထားတဲ့ပိုင်းဆိုင်မှုအများစုဟာစီမင်းသားယာပြည်နယ်အစိုးရတွေဒေသတွေနဲ့ကျောင်းအပိုင်ဒေသတွေကထုတ်ပေးထားတာဖြစ်ပြီးအစိုးရအေဂျင်စီတွေနဲ့ဆက်ဆက်နေတဲ့တခြားလုပ်ငန်းတွေကထုတ်ရောက်တဲ့ငွေတိုက်စာချုပ်တွေလည်းပါဝင်ပါရယ်ရှင် လီသီယမ်ဆဲရီထက်စောင်းရင်နှဆပိုမိုတူလောင်နိုင်တဲ့ water battery တရုတ်သိပ္ပံပညာရှင်တွေအောင်မြင်စွာတီထွင်ဖန်တီးခဲ့ကြောင်း Tech Explorer သတင်းမှာရေးသားထားပါတယ်။အခုတီထွင်လိုက်တဲ့ရေကို အခြေခံထားတဲ့ water battery ဟာ ပုံမှန်လီသီယမ်ဘက်ထရီတွေထက်လုံခြုံပြီးစွမ်းအင်ပိုမိုတိုးလောင်နိုင်တယ်လို့တရုတ်နိုင်ငံရှိသုတေသီတွေကပြောကြားထားပါတယ်။စွမ်းအင်နှစပိုမိုတိုးလောင်နိုင်တဲ့ water battery တွေကိုအသုံးပြုပြီးအခြားဘက်ထရီဈေးကွက်တွေကိုလွှမ်းမိုးနိုင်မယ်လို့တရုတ်သိပ္ပံပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ရေကိုအခြေခံအသုံးပြုထားတဲ့ဘက်ထရီတွေကရေအား electron နဲ့အတူဓာတ်ပစ္စည်းအဖြစ်အသုံးပြုကဘေးကင်းမှုကို ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်လီသီယံအိုင်ယွန်ဘက်ထရီတွေကမြင်မာတဲ့စွမ်းအင်သေတိစရှိပေမဲ့ဘက်ထရီတွေအသွင်ပိုးနဲ့မီးလောင်လွဲတဲ့အော်ဂန်နဲ့အီလက်ထရွန်ဓာတ်ပစ္စည်းတွေကြောင့်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်ရေကိုအခြေခံအသုံးပြုထားတဲ့ဘက်ထရီတွေက electrolyte အကန့်အသတ်ပြောင်းဝင်နိုင်မှုနဲ့ battery board အားနေပါခြင်းကြောင့်စွမ်းအင်သိသိစနေပါပါတယ်။ဒါပေမဲ့ halogen အများပြား electron လွှဲပြောင်းမှုအပေါ်အခြေခံပြီးစွမ်းအင်သိသိစမြင်မာတဲ့ water battery ကိုတရုတ်သိပ္ပံပညာရှင်တွေကတီထွင်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ဆလဘီသတင်းဆွေးနွေးမှုအစီအစဉ်ကိုတင်ဆက်ပေးပါပါ အခု2025-2026ဘဏ္ဍာနှစ်အတွင်းပြည်ရင်းမှာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးသိရဖို့အတွက်ပြည်ရင်းသတင်းအက်ဒီတာမတသက်မှုသူကိုမေးမြန်းသွားမှာပါမတတမို့သူရေမင်္ဂလာပါရှင်။ရင်းဦးဆုံးနေတဲ့တည်ကျင်တာကတော့ပြည်ရင်းမှာနိုင်ငံသားရှင်းနှီးမြုံနှံမှုဝင်ရောက်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးအရင်ဦးဆုံးပြောပြပေးပါအောင်ရှင်။ ဟုတ်ကဲ့ရှင်အခုဒါယင်းနည်းမျိုးနမိုးချင်းနေဆိုရင်တော့အခုဒီ2025 2026ဘဏ္ဍာနဲ့ပေါ့နော်ဒါအစဧပြီလကနေပြီးတော့အောက်တိုဘာလအထိဆိုလို့ရှိရင်တော့9လပေါ့ဒီ9လအတွင်းမှာဆိုလို့ရှိရင်နိုင်ငံသားယင်းနည်းမျိုးနမိုးလုပ်ငန်းအသစ်ဒါ54ခုဝင်ရောက်ထားပြီးတော့ယင်းနည်းမျိုးနမိုးမာနာကတော့အမေရိကန်ဒေါ်လာ254.1ခုခုန်တန်းရှိရဆိုပြီးတော့ယင်းနည်းမျိုးနမိုးနဲ့ကုမ္ပဏီများရှိကြမှုဦးစီးဌာနပေါ့နော်ဒိုင်ကာရဲ့ဒါအချက်လက်ရသိရပါတယ်အဲ့တော့ခါကျတော့ဒီ9လအတွင်းမှာဆိုလို့ရှိရင်တော့ဒီကုန်ထုံးလုပ်ငန်းရဲ့ကဏ္ဍရဲ့နောက်ကဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနဲ့ဒါရေနံနဲ့သွားတော့ ွေလုပ်ငန်းကဏ္ဍတွေမှာဝင်ရောက်ထားပြီးတော့ဒါအများဆုံးကတော့ကုန်ထုတ်လုပ်ငန်းကဏ္ဍမှာအများဆုံးယင်းနှိမ့်နှံမှုဝင်ရောက်လာတာကိုတွေ့ရပါတယ်အဲ့တော့ဒီယင်းနှိမ့်နှံမှုဒါငကိုယင်းနှိမ့်နှံမှုတရှိပြီးသားလုပ်ငန်းတွေကလည်းထပ်တိုးပြီးတော့သူတို့ယင်းနှိမ့်နှံမှုလုပ်ငန်းတွေမှာဒါယင်းနှိမ့်နှံမှုပမာဏရဲ့ထပ်မံတိုးချဲ့တာကြီးလည်းဒါရှိရေပေါ့နော် အဲ့လိုရှိတယ်အဲ့တော့ခါကြတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီရင်းနှီးမြှုပ်နှံတဲ့နိုင်ငံဒေသပေါင်းဆိုလို့ရှိရင်53ခုရှိတယ်အဲ့ထဲမှာတော့ဒါစင်ကာပူကနံပါတ်1ဒါနောက်ပြီးတော့တရုတ်နဲ့ထိုင်းကတော့ဒုတိယတတိယပေါ့နော်အများဆုံးဒါဝင်ရောက်ရင်းနှီးမြှုပ်နှံနေရပဲဖြစ်ပါတယ်ဒီနောက်ကတော့ဤရင်းရဲ့စီးပွားရေး ကဏ္ဍပေါ့နော်ယူရင်းစီးပွားရေးကဏ္ဍကလည်းဒီ12ခုရှိတယ်အဲ12ခုမှာဝင်ရောက်ယင်းနှိမ့်နှုတ်နံနေကြပေါ့နော်အဲ့ထဲမှာဆိုအများဆုံးဒါဝင်ရောက်ယင်းနှိမ့်နှုတ်နံတဲ့ကဏ္ဍဆိုရင်ဆွမ်းရင်ကဏ္ဍယင်းနံတဲ့သဘာဝတံခွေကဏ္ဍနဲ့ပုံထုံးလုံးမှုကဏ္ဍတွေမှာဝင်ရောက်ယင်းနှိမ့်နှုတ်နံနေရေပေါ့နော်အဲ့တော့ဒီအခုနှစ်ပိုင်းနေမှာဆိုလို့ရှိရင်တော့ဒါလွန်ခဲ့တဲ့ဒါဆယ်စုနှစ်တခုနဲ့နှိုင်းရှင်လိုက်မယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံထဲကိုယင်းနှိမ့်နှုတ်နံမှုဝင်ရောက်တဲ့ဒါပမာဏကတော့ဒါကျဆင်းတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းယင်းနှိမ့်နှုတ်နံမှုတွေကတော့ဒါရှိနေသေးပဲပေါ့နော်လုံးဝကြီးတော့မရှိတော့တဲ့အခြေအနေမျိုး တော့မဟုတ်ဘူးလို့ဒါရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ဝန်ကြီးဌာနရဲ့ဒါပြည်သူဝန်ကြီးဒေါက်တာမောင်ဝဝမောင်ရဲ့ပြောကြားချက်အရသိရတယ်ပေါ့နော်ဒါနောက်ကတော့ပြည်သူဝန်ကြီးရဲ့ဒါပြောကြားချက်အရဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက်ကိုစိတ်ဝင်စားတဲ့နိုင်ငံတွေရှိရလို့လည်းသိရတယ်အဲ့ဒါဘယ်လိုနိုင်ငံလဲဆိုလို့ရှိရင်တော့ဒီအနီးချင်းနိုင်ငံတွေနောက်ကဒီအာဆီယံနိုင်ငံတွေနဲ့မြန်မာနိုင်ငံနဲ့ဒါမိတ်ဖက်နိုင်ငံတွေပေါ့နော်ဒီနိုင်ငံတွေဖြစ်တယ်လို့သိရတယ်အဲ့တော့ဒီနိုင်ငံတွေကမြန်မာနိုင်ငံမှာဘာကြောင့်ဒီရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားကြလဲဆိုရင်မြန်မာနိုင်ငံကသူအလားလာရှိတဲ့ နိုင်ငံဆိုရင်တော့မြင်ကြတယ်။ဘာကြောင့်လားလားရှိရနိုင်ငံလို့မြင်ကြလဲဆိုလို့ရှိရင်မြန်မာနိုင်ငံကကြတော့အဓိကမဟာဗျူဟာကျတဲ့တင်ညာရှိနေလို့ဆိုရပါတော့။အဲ့တော့ဒီသူ့ရဲ့တင်ညာဆိုလို့ရှိရင်တောင်အာရှအရှိတောင်အာရှနဲ့ဒီအရှိအာရှကိုဒါကိုစားပြုတဲ့ဒီတရုတ်နိုင်ငံလေးပေါ့နော်။ဒီတရုတ်နိုင်ငံနဲ့ချိတ်ဆက်နေတဲ့အဓိကကျတဲ့နေရာမှာတရှိနေတဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံကလားလားရှိတဲ့နိုင်ငံအဖြစ်သူတို့ကမြင်ကြတယ်ဆိုတာမျိုးကိုဒါပြောထားတာပဲဖြစ်ပါတယ်။အဲ့တော့ခါကြတော့ဒီပြည်ရင်းကဒီကုန်ထုတ်လုပ်ငန်းတွေက ပို့ပြီးတော့ပေါ့နော်ဒါတွေ့ဆက်ထုတ်လုပ်နိုင်မှုနောက်တစ်ခါဒီတင်ပို့ပြပကိုပို့မို့တင်ပို့ဒါရောင်းချပြီးတော့ဒီပြည်တွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ဒီလုပ်ငန်းတွေကလည်းသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာကုန်လေငွေလေပေါ့နော်ဒါလည်းလေပတ်ပတ်နဲ့ဆောင်ရွက်နိုင်ပြီးတော့ဒါရင်းနှီးမြှုပ်နှံမှုဝန်ကျင်ကောင်းတည်းရဲ့ဖြစ်ပေါ်နိုင်မှုစ조사ဆောင်ရွက်နေရစ조사ဆောင်ရွက်နေတယ်ဆိုပြီးတော့လေဒါပြည်သူဝန်ကြီးကဒါပြောကြားထားပါတယ်ဟုတ်ကဲ့ပါရှင်ဒီတော့ပြည်ရင်းရဲ့ဘလိုကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာဖို့အတွက်ဦးစားပေးဖိတ်ခေါ်နေပါလေ ဟုတ်ကဲ့ရှင်ဒီကတော့ပြည်တွင်းရဲ့ဒီစိုက်ပျိုးရေးအခြေခံတဲ့လုပ်ငန်းတွေပေါ့နော်ဒီစိုက်ပျိုးရေးအခြေခံတဲ့ဒီလုပ်ငန်းတွေတောက်ခါဒီသဘာဝတံငွေပေါ့ဒီနန်းနဲ့သဘာဝတံငွေလုပ်ငန်းကဏ္ဍတွေတက်ထူရင်းကဏ္ဍတွေပြီးရင်လျှက်စစ်ဒါထုတ်လုပ်တဲ့လုပ်ငန်းတွေဆက်နောက်ကစက်မှုကုန်ထုတ်လုပ်ငန်းတွေနောက်ဆက်ကကျတော့ဒီ နောက်ကဓာတုကုန်ကျန်းပစ္စည်းတွေပေါ့နော်ပြည်ပကနေသွင်းရတဲ့ဓာတုကုန်ကျန်းပစ္စည်းတွေအပါအဝင်ဒီအဓိကညီမနိုင်ငံအတွက်လိုအပ်တဲ့ကုန်ကျန်းတွေကိုပြည်ပကနေသွင်းနေရသွင်းကုန်ပေါ့သွင်းကုန်ဒါကုန်ကျန်းပစ္စည်းတွေကိုညီမနိုင်ငံမှာလာရောက်ထုတ်လုပ်တဲ့ဒါကုန်ထုတ်လုပ်ငန်းတွေပေါ့နော်ဒါတွေများများဒါဝင်ရောက်လာဖို့အတွက်ကိုဒါဖိတ်ခေါ်သွားဖို့ရှိနေလို့သိရတယ်လက်တော်မှာဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံကို BNN နိုင်ငံကနေပြီးတော့လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်းဒါစိတ်ဝင်စားဖို့ရှိနေရပေါ့နော်ဒါရောက်စိတ်ဝင်စားဟိုလာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံဖို့လည်း ပြင်ဆင်နေတာမျိုးတွေလည်းရှိရဲပေါ့နော်အခုဒီအခုလဒီနိုဘာလအစောပိုင်းမှာဆိုလို့ရှိရင်ဗီယက်နမ်နိုင်ငံကဒီအစိုးရအဖွဲ့ဝင်နေတဲ့သူတို့နိုင်ငံကကုန်တဲ့အဲတိုင်ဝိုင်းနေရဲ့ဒီမှာနိုင်ငံကကုန်တဲ့လုပ်ငန်းရှင်တွေဒါတွေ့ဆုံပြီးတော့ပေါ့နော်ဒါညှိနှိုင်းထားတာမျိုးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်မှုတော့ကိုညှိနှိုင်းထားတာမျိုးတွေလည်းရှိရဲနောက်တစ်ချက်ကတရုတ်နိုင်ငံပေါ့တရုတ်နိုင်ငံရဲ့ယင်းနှိမ့်နှံမှုကကြတော့ဒါမတို့ဒီနိုင်ငံမှာဆိုရင်ဒုတိယဒါယင်းနှိမ့်နှံမှုဒါဝင်ရောက်တဲ့နိုင်ငံပေါ့နော်အဲ့တော့ခါကြတော့ ဒီကျိုးလုပ်ငန်းရှင်တွေကိုလည်းပို့ပြီးတော့မြန်မာနိုင်ငံထဲမှာဝင်ရောက်ပြီးတော့ယင်းနှိမ့်မြုံနံမှုအတွက်ကိုလည်းသူတို့ဖိတ်ခေါ်ထားပါတော့တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ပြည်နယ်ပြည်နယ်ပေါ့နော်ပြည်နယ်ပြည်နယ်တွေမှာရှိတဲ့လုပ်ငန်းတွေကလည်းဝင်ရောက်မှုမရှိသေးတဲ့ပြည်နယ်တွေကလုပ်ငန်းရှင်တွေကလည်းလာရောက်ပြီးတော့ ဒါရင်းနှီးမြှုပ်နှံမှုကိုလည်းအဲဆက်လက်ဆောင်ရွက်နေတဲ့အခြေအနေမျိုးတွေရှိနေလို့သိရတယ်။နောက်တစ်ခုကကျတော့ဒီကမ္ဘောဒီးယားလာအိုမြန်မာ VNM ပေါ့နော် CLMV ပေါ့နော် CLMV ဒီ၄နိုင်ငံပေါ့ဒီနိုင်ငံတွေကနေပြီးတော့လေဒါကုန်ထုတ်လုပ်မှုတွေတိုးတက်အောင်ပေါ့နော်အဲပြီးတော့ခါကျတော့ဒီဒီ၄နိုင်ငံပူးပေါင်းပြီးတော့ဒီ၄နိုင်ငံထုတ်လုပ်တဲ့ကုန်စည်တွေက ဒီဒေတာရင်းမှာရောကမ္ဘာဈေးကွက်ပါဒါသူတို့ဈေးကွက်ရရှိဖို့အတွက်ကိုသူတို့တွေကဆောင်ရွက်ကြမဲ့အစီအစဉ်တွေရှိနေရလို့သိရတယ်။အဲတော့ဒီ CLMV လေးနိုင်ငံကြားမှာဆိုလို့ရှိရင်လူသားရင်းမြစ်ကိစ္စတွေအပါဝင်ပေါ့နော်ကုန်သွယ်ရေးရဲ့နောက်ကရင်းနှီးမြှုပ်နှံမှုနဲ့ဒါသေးသားလက်စားလုပ်ငန်းတွေပုံမှုပုံမျိုးတိုးတက်ဖို့အတွက်ကို digital စီးပွားရေးတွေစနစ်တွေပေါ့နော်အကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ဖို့လေအခုချိန်မှာဒါလေးနိုင်ငံကြားမှာဆွေးနွေးညှိနှိုင်းလှုပ်ဆောင်နေတဲ့အခြေအနေမျိုးတွေလည်းရှိပါတယ်။ ဟုတ်ကဲ့ပါရှင်။ထပ်ပြီးသိချင်တာကတော့နိုင်ငံသားရှင်းနီးမြုံနှံမှုလုပ်ငန်းတွေအနေနဲ့ရွမ်းနဲ့ရင်းနှီးမြုံနှံမှုခွင့်ပြုထားတဲ့အခြေအနေတွေနောက်ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီရွမ်းနဲ့ဒါအရင်တုန်းကတော့ပေါ့နော်။အဲအမေရိကန်နိုင်ငံသားရှင်းနီးမြုံနှံမှုဝင်လာမယ်ဆိုလို့ရှင်အမေရိကန်ဒေါ်လာနဲ့ပဲလက်ခံတာပေါ့နော်။အခုကတော့ဒါရွမ်းနဲ့ လက်ခံမယ်လို့သိရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီရွှေငွေရဆိုလို့ရှိရင်ဒီကမ္ဘာငွေကြီးဈေးကွက်မှာခိုင်မာမှုရှိလာရပါတော့။ဒီအပြည်ပြည်ဆိုင်ရာငွေကြီးရမုံငွေအဖွဲ့ဒီ IMF ရဲ့ဒီငွေကြီးချင်းနောက်ထဲမှာဆိုလို့ရှိရင်ရွှေငွေကပါဝင်လာပြီလို့သိရပါတယ်။အဲ့တော့ဒီလိုမျိုးကမ္ဘာငွေကြီးဈေးကွက်ထဲမှာဈေးကွက်ခိုင်မာမှုရှိလာတဲ့တရုတ်ရန်ငွေတွေကိုဓာညွားနိုင်ငံကယင်းနှောင့်နှံပို့ကိုဒါဒါလက်ခံသွားမှာဖြစ်တယ်ဆိုပြီးတော့လည်းပြောင်းလဲဝင်ကြီးတထောင်ဝမ်မောင်ရဲ့ဒါပြောကြားချက်ကိုပဲဆက်ပြီးတော့ပြောချင်ပါတယ်။အဲ့တော့ခါကျတော့အဲဒီလိုမျိုးပေါ့နော်ဒီရွှေငွေနဲ့ ဒီအမေရိကန်ဒေါ်လာပြုံးရောင်းငွေနဲ့ပါဟိုဂျင်းနှမျိုးနမှုတွေလက်ခံလိုက်မယ်ဆိုလို့ရှိရင်တော့ဘလို့တွေဖြစ်လာနိုင်မယ်ဆိုလို့ရှိရင်တော့ဒီတရုတ်ရောင်းငွေတွေဝယ်ဝင်တဲ့ယင်းနှမျိုးနံပမာဏတွေတိုးလာနိုင်မယ်ပြီးရခါကျတော့ဒီလိုမျိုးဒါယင်းနှမျိုးနံနဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံတွင်းမှာပေါ့နော်ဒီရောင်းငွေသွက်ဆောင်လာရတာလေဒါအဆင်ပြေမယ်ပေါ့နော်နောက်ခါကျတော့အဲဒီရောင်းငွေနဲ့တရုတ်နိုင်ငံဘက်ကိုပြန်ပြီးတော့ငွေပေးချေတဲ့ခါမှာလေလွယ်ကူတဲ့ အဲဘဝန်ဆောင်မှုပေါ့နော်ဒါလုပ်ငန်းကဏ္ဍဆောင်ရွက်နိုင်မှုရဲ့နောက်ကယွမ်းနဲ့ကြက်ငွေလဲနှုန်းကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုပြီးတော့ဒါဘဏ်အကောင့်တွေယွမ်းအကောင့်တွေပေါ့နော်ဘဏ်ဒီမှာယွမ်းအကောင့်ဖွင့်လှစ်ဖို့ဒီရဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ဒါဆက်လက်ပြီးတော့ပေါ့နော်ဒါညှိနှိုင်းဆောင်ရွက်နေတဲ့အခြေအနေတွေမှာရှိပါတယ်အဲ့တော့ခါကြတော့ဒီလိုမျိုးယင်းနှုန်းနှံမှုလုပ်ငန်းတွေမှာယွမ်းနဲ့ကအခုစပြီးတော့ ဒါရင်းနှီးမြှုပ်နှံမှုအတွက်ကိုဒီတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေကိုလည်းဒါအတိပေးအကြောင်းထားမျိုးတွေရှိပြီအဲ့လိုဆောင်ရွက်မယ်ဆိုတဲ့အခါမှာတော့အဆင်မပြေမှုလေးတွေဒါဆောင်ရွက်တဲ့အခါမှာလုပ်ငန်းအခက်အခဲလေးတွေတော့စတဲ့ဆောင်ရွက်တဲ့အခါမှာတော့ကြုံတွေ့လာနိုင်တာတွေရှိလိမ့်မယ်အဲ့လိုမျိုးရှိတဲ့အခါမှာဆိုလို့ရှိရင်လည်းပြန်ပြီးတော့ဒါရင်းနှီးမြှုပ်နှံမှုနိုင်ငံသားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကိုပြန်လှည့်ပြီးတော့တင်ပြပေးဖို့ဆိုပြီးတော့လည်းဒါတရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းရှင်တွေနဲ့လည်းညှိနှိုင်းဆွေးနွေးထားရတယ်ရှိပါတယ်အဲ့တော့အခါကျတော့ ခုလိုမျိုးပေါ့နော်တရုတ်ရွှေဝင်နဲ့ဒါယင်းနီးနှုတ်နံမှုတွေကိုလက်ခံတယ်လို့ပဲနောက်ပိုင်းနေမှာလဲဒီလိုနိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာကမ္ဘာငွေကြေးဈေးကွက်ထဲမှာခိုင်မာမှုရှိလာတဲ့ဒီရူပီးတို့လိုပေါ့နော်ဒီလိုငွေကြေးတွေနဲ့လဲဆက်လက်ပြီးတော့ဒါယင်းနီးနှုတ်နံမှုတွေကိုဒါလက်ခံနိုင်ဖို့တော့ကိုဆက်လက်ဘိုဘဘန်နဲ့ညှိနှိုင်းမှုဆက်လက်စီစဉ်ဆောင်ရွက်ဖို့တွေလဲရှိနေလို့သိရတယ်အဲ့တော့ခါကြတော့ဒီယွမ်နဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီအခု1900 ဒါ88ခု1988 1989ပေါ့နော်ဘန္နာနှစ်ကနေပြီးတော့အခု2025 2026ဒီဘန္နာနှစ်တာစက်တင်ဘာလအထိဆိုလို့ရှိရင်ဒါရန်ကုန်မှာ ဒါဒါကိုတရုတ်နိုင်ငံဘက်ကနေပြီးတော့ဝင်ရောက်ယင်းနှိမ့်နှံထားတဲ့လုပ်ငန်းပေါင်းက450ကျော်ရှိရဲ့အဲ့ဒီယင်းနှိမ့်နှံမှုလုပ်ငန်းတွေကယင်းနှိမ့်နှံမှုပမာဏဆိုရင်အမေရိကန်ဒေါ်လာ2.5ဘီလီယံကျော်ရှိရဲ့လို့သိရတယ်ပေါ့နော်အဲ့တော့ဒီရောင်တိုင်းမှာဆိုလို့ရှိရင်တရုတ်နိုင်ငံကဝင်ယင်းနှိမ့်နှံပေါ့နော်ဝင်ရောက်ယင်းနှိမ့်နှံမှုအများဆုံးခဏဆိုလို့ရှိရင်ပို့ဆောင်ဆက်သွယ်ရေးခဏနောက်ကဒီအဆက်မှုကဏ္ဍနဲ့အင်အားအဆောက်အအုံကဏ္ဍတွေပေါ့နော်ဒါတွေကအများဆုံးဝင်ရောက်ယင်းနှိမ့်နှံရဲ့လို့သိရပါတယ် ပြီးတော့ခါကျတော့ဒါကတော့ဟိုရန်ကုန်တိုင်းပေါ့နော်ရန်ကုန်တိုင်းမှာအဓိကဒီဝင်ရောက်ရင်းနှီးနှုတ်နှံ့ဖို့ကိုလည်းတို့ဟိုဥစားပြီးဖိတ်ခေါ်သွားမယ်ခဏလေးရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီရန်တိုင်းကလည်းဗာပြောစီးပွားဖြစ်အဲစီးပွားရေးလုပ်ငန်းတွေအဓိကလက်ပတ်နေတဲ့အတိုင်းသားကြီးတခုဆိုလို့ရှိရင်လည်းမမာဘူးနော်ဒီတော့ကြောင့်မလို့ဒီမှာဖော်ဆောင်နေတဲ့ရန်တိုင်းသားကြီးဒီမှာဖော်ဆောင်နေတဲ့ဆက်ပြိုးရေးမွေးမြူရေးဇုံတွေရှိမယ်အထူးမွေးမြူရေးဇုံတွေပေါ့နော်ဒီဇုံတွေမှာအဲဒါရင်းနှီးနှုတ်နှံ့ဖို့နောက်ကဒီဇုံတွေအပြင်ဟိုဒါရန်ကုန်မှာရှိတဲ့ဒါဆက်မှုဇုံ29ဇုံပေါ့နော်ဒီဆက်မှုဇုံ29ဇုံမှာရှိတဲ့ဆက်သောက်ကုန် သုံးပုံစားလို့စားတဲ့ဒီကုန်ထုတ်လုပ်ငန်းတွေပြီးရင်ဒါဓာတ်ရုပ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေပေါ့နော်နောက်ကဒီမော်တော်ယာဉ်ထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့နေရောင်ခြည်စွမ်းရံနေပြီးလက်စစ်တာအားထုတ်လုပ်တဲ့လုပ်ငန်းတွေအဲ့ဒီလုပ်ငန်းတွေကမှလည်းဝင်ရောက်ရင်းနှီးမြှုပ်နှံမှုကိုဒါဖိတ်ခေါ်သွားဖို့ အဲရှိနေရေပေါ့နော်ဒီအပြင်ကိုဒါဝန်ဆောင်မှုကဏ္ဍတွေပေါ့နော်အဲဒီဝန်ဆောင်ကဏ္ဍတွေမှာဆိုလို့စားတောက်ဆိုင်လုပ်ငန်းတို့ကျမရေဝန်ဆောင်မှုလုပ်ငန်းတို့ဒါတွေပါတာပေါ့ဒီလိုဝန်ဆောင်မှုလုပ်ငန်းတွေပြီးရင်ဒါနတ်ပြည်သက်ရေးပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ဒါဟိုတယ်နဲ့ခီးသွွားလုပ်ငန်းတွေပါရင်းနှီးမြှုပ်နှံဖို့အတွက်ကိုဒါဖိတ်ခေါ်သွားဖို့ရှိရဆိုပြီးတော့လေရုံတိုင်းဒေသကြီးဆိုရဖွဲ့ရဲ့ဒါစီဝိုင်းရေးကဒါဝန်ကြီးရဲ့ပြောကြားထားချက်အရာသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုလိုပြည့်ပြည့်စုံစုံနဲ့ဖြည့်ကြားပေးခဲ့တဲ့အတွက်ကျေးဇူးထူးဝေတင်ရှိပါတယ်ကဲပါကျေးဇူးပါရှင် ဒါကတော့အခု2025 2026ဘဏ္ဍာနှစ်အတွင်းယူရင်းမှာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးမေးမြန်းတင်ဆက်ပေးခဲ့တာပါဒီနေ့ One Piece အစီအစဉ်မှာတော့နိုင်ငံတကာနဲ့ပြည်ရင်းကစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါနောက်နေ့ဒီမှာလဲစိတ်ဝင်စားပွဲရစီးပွားရေးသတင်းအစုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်